အသက်ငယ်သေးတဲ့ပုဂ္ဂိုလ်တွေကငါတို့ငယ်သေးတယ်တရားလုံးဆရာမလို့သေးဘူးငယ်တဲ့ဘဝမှာပျော်ပျော်ပဲနေအောင်မယ်မအိုသေးဘူးလို့ဒီလိုယူဆပြီးတော့နေကြအဲ့ဒါလို့ငါမအိုသေးဘူးငယ်သေးတယ်လို့ဆိုတဲ့ဒီလိုတွေးပြီးတော့ရှင်မှုနေတာဟာရှုပ်နာမတာလို့ခေါ်တယ်နုပြမှုအပေါ်မှာရှင်မှုခြင်းပဲဖြစ်တယ်အဲ့ဒီနုပြမှုအပေါ်မှာရှင်မှုပြီးတော့ ငါဟာလူပြိုတယ်ဆိုတဲ့အတွေးတွေတွေးနေတော့အရေးကြီးတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့အလုပ်တွေမလုပ်ဖြစ်တော့မလုပ်ဖြစ်တဲ့အခါမှာဒီဘဝပဲကြီးပွားတော့မလို့လို့တော်ကြကြတော့ဘာဖြစ်တော့မလို့လို့နေပြင်ကဘာဖြစ်တော့မလို့လို့နဲ့ဘာလို့လို့နဲ့ညှော်လင့်ချက်တွေထားပြီးတော့လူတွေဟာညှော်လင့်ချက်နဲ့အသက်ရှင်နေကြတယ် ရုပ်တရေပြုတ်ခနဲ့သေသွားလို့ရှင်ဘာတစ်ခုမှပါတော့မှမဟုတ်ဘူးဘဝတစ်ခုကဆုံးသက်သွားတာဒီလိုပုံကိုယ်တွေလောကကြီးမှာအများကြီးပဲငါငယ်သေးတယ်ဆိုတဲ့စိတ်ဓာတ်နဲ့နေပြီးတော့ရင်မူးနေခြင်းကြောင့်ကုသိုလ်ကောင်းမှုဆိုတာလဲဟောတိပတ်တိမလုပ်လိုက်ဘူးအရင်တော့ကပြောမှုတယ်ဆရာဝန်တယောက်အသက်ရရလာသည်ထိအောင်ဘဝမှာရင်မူးပြီးတော့ ကွန်မြူနစ်ဆန်ဆန်ဘဝကိုမယုံကြည်ဘူးဘာသာတရားကိုမယုံကြည်ဘူးမလေးစားဘူးဆိုတဲ့စိတ်ဓာတ်တွေနေလာလိုက်တာနောက်ဆုံးကြတဲ့အခါယောဂဖြစ်လာပါရောယောဂဖြစ်တာကအေဒမကြီးမားတဲ့ယောဂခုခေတ်စကားနဲ့ပြောရင် အသက်60တယ်အသက်60ထားကရိုးရိုး60တာမဟုတ်ဘူးကင်ဆာဖြစ်လာတယ်ဆိုတာတော်တော်သူ့အိမ်သားတွေကသူ့ကိုပြောမထားဘူးတမန်အသက်60တယ်လို့ပဲပြောထားပြီးတော့စိတ်ကုတ် ကိုရင်ကိုရင်မဲ့ရုပ်လျော့လာတယ်။တနေ့တခြားရုပ်လျော့လာတော့သူကိုယ်တိုင်ကဆရာဝန်ဆိုတော့တိလာရိုးရိုးသက်ချောက်တာမဟုတ်ဘူးခုမရတဲ့အသက်ကင်ဆာဖြစ်နေပြီဆိုတာကိုသိတဲ့အချိန်မှာနောင်တစကားပါပြောတော့ဆိုရင်အေးပြာကျုပ်မသေးခြင်းသေးဘူးဘာမှလည်းမလုပ်ရသေးဘူးဘာသာတရားဆိုလဲဘာတစ်ခုမှယုံကြည်ကြည်လက်ခံပြီးလုပ်တာမရှိဘူးဒီလိုပဲဘဝတစ်ခုမှငါမသေးသေးဘူးငါငယ်သေးတယ်ဆိုတဲ့အနေနဲ့နေလာတာ နောက်ဆုံးအချိန်ရောက်လာပြီမျောလင်းချက်မရှိတော့ဘူးဆိုရင်ဘာမှမလုပ်ရသေးဘူးဆိုတဲ့အတွေးနဲ့ကိုယ့်ကိုအားမလို့အားမရဖြစ်ပြီး